မွေးကန်ဒီအချိန်မှာဘာရီသွားကပျော်ပါနေတဲ့အကောထွန်းကြောင့်တောကများနေရတဲ့ပူဇာပြုခင်ပူဇာပြုခင်ကကလေးသုံးယောက်ဖခင်အကောထွန်းနဲ့လက်ထပ်ပြီးပျော်ရှင်တဲ့ဘဝတစ်ခုကိုရရှိထားတယ်လို့သာအားလုံးကမှတ်ယူကြတာဖြစ်ပါတယ်။ဒါပေမဲ့ပူဇာပြုခင်ကကင်မရာနောက်ကွယ်မှာလူအများထင်သလိုအဆုံးထိပျော်ရွှင်နေရတာမျိုးမဟုတ်ပြန်ပါဘူး။သူမှာစိတ်ညစ်စရာတွေအများကြီးကိုရှိနေရပါ။လက်ရှိမှာပူဇာပြုခင်ကအကောထွန်းနဲ့ရတဲ့ဒုတိယမြောက်ကိုဝင်ကိုလဲထားရတာဖြစ်ပါတယ်။ကိုဝင်ကလိုင်းရင်နေပြီဖြစ်သလိုမကြခင်မှာမွေးတော်မှာဖြစ်ပါတယ်။ မွေးဖို့နှစ်ရက်သာလိုတော့တဲ့အချိန်မှာပိုးချဖြူခင်ကအကိုထွန်းကြောင့်စိတ်ညစ်နေရတာပါနှစ်ရက်မလိုခင်လည်းမွေးသွားနိုင်တဲ့အချိန်ဒီမှာအကိုထွန်းကသွားချင်ရာတွေကိုရှောက်သွားနေရကြောင်ဖြစ်ပါတယ်အကိုထွန်းကဘာရီမှာသွားကပျော်ပါနေရတာကိုလည်းတိုက်နှစ်တက်သူဖြစ်ပါတယ်မွေးဖို့နှစ်ရက်လိုမှာတော့အကိုထွန်းကဘာမှသွားပျော်ချင်တာကြောင့်ပိုးချဖြူခင်ကအခွင့်ပြုလိုက်ရပါတယ်တရင်ကြိုလာပြညမှာအကိုထွန်းကတငယ်ချင်းတွေနဲ့အတူသွားလည်နေကြရပါသွားလည်နေနေပိုးချဖြူခင်ဆက်သွယ်တာကိုလည်းလက်မခံသလိုဘယ်နေရာမှရှိလဲမပြောပြပါဘူး ရှိတဲ့နေရာကိုသိရင်တော့ပိုးချပြုခင်ကစိတ်ချရမှာဖြစ်ပေမဲ့ခုကဘယ်နာမှလဲဆိုတာကိုလုံးဝမသိပဲဖြစ်နေရတာပါပိုးချပြုခင်ကစိတ်တွေအယံပူရသလိုအကိုထုံးကလည်းဘယ်သွားမှမသိလာမှမသိနဲ့မို့ပြများနေရတာပါတကယ်လို့များကလေးမွေးသွားရင် အကိုထုံးမရှိဘူးဆိုတဲ့စိတ်နဲ့ပူလောင်နေရတာဖြစ်ပါနောက်ဆုံးမနီနိုင်တဲ့အဆုံးမှာအကိုထွန်းကိုတွေ့ရတဲ့သူတွေအနေနဲ့သူ့ကိုဆက်သွယ်ပေးဖို့တောင်းဆိုလာခဲ့ရဖြစ်ပါတယ်။အကိုထွန်းကိုတွေ့ရင်သူအရန်စိတ်ပူနေကြောင်းအိမ်ပြန်လာဖို့ပြောထားခဲ့တာဖြစ်ပါတယ်။အကိုထွန်းကဆိုရှယ်မီဒီယာမှာဆို ဘိုးကြဖြူခင်ကိုအတော်လေးကိုချစ်တတ်တာပါဘိုးကြဖြူခင်ကိုဘလောက်ချစ်ကြောင်းအမြဲတမ်းကြွားနေတတ်တာဖြစ်ပါယဘိုးကြဖြူခင်ကိုသူ့ကဘာကြီးလောက်တောင်တင်စားကချစ်တတ်တာပါဆိုရှယ်မီဒီယာမှာအယံကိုချစ်ပြနေပြီမိတ်ခုလိုကလေးမွေးကန်နေနေရဲ့အချိန်မှာဘိုးကြဖြူခင်ကိုစိတ်ပူအောင်လုပ်နေကြတာဖြစ်ပါယဘိုးကြဖြူခင်ကိုအတိမပေးဘဲသွားချင်တာသွားနေရကြည်ရတာကြောင့်အကိုထုံးကဆိုရှယ်မီဒီယာမှာချစ်ချင်အောင်ဆောင်နေရဆိုပြီးဝေဖန်နေရဖြစ်ပါယ။အကိုထုံးကမကြာခဏဆိုသလို ဘာလဲခဏခဏထွက်တက်တာဖြစ်ပါတယ်။အရင်ခေါက်တုန်းကလည်းအကိုထွန်းဘာသွားနေရမပြတ်လာသေးလို့ခုလိုပဲစတင်ခဲ့ပူပါတယ်။ခုလိုတောက်စားပြောပါတက်တာကပိုးကြဖြူခင်းနေမှာမဟုတ်ပဲအရင်ဇနီးဟောင်းနေကလေးကဖြစ်ပါတယ်။ဇနီးဟောင်းနေတုန်းကဆိုပွဲရီမှာအကိုထွန်းကတောက်စားနေတက်တာဖြစ်ပြီးဇနီးဖြစ်သူကနောက်ကနေတကားကောင်းလိုက်ကလိုက်ချင်းနေရတာပါ။ဒီကျင့်တွေကပိုးကြဖြူခင်းတဲ့တွေ့ရဲ့အချိန်မှလည်းမပြောက်သေးပါဘူး။ပိုးကြဖြူခင်းတဲ့လက်ထပ်ပြီးချိန်မှလည်းအကိုထွန်းကဘာရီသွားကပျော်ပါနေအောင်ဖြစ်ပါတယ်။ အကိုထွန်းကဘာကြိုင်လုံနာကြောင့်ဘာတကူလောက်ဖွင့်ပေးရမလားလို့ဘိုးကြဖြူခင်ကစဉ်းစားနေရလဲဖြစ်ပိုင်ဘိုးကြဖြူခင်ကဝီကန်ဒီအချိန်မှာစိတ်အတက်ကြအရန်ကိုမျက်စံနေရပါအငငယ်စိတ်တွေလည်းတအားဝင်နေသလိုသူ့ကိုလူတွေကအကြင်မဆိုင်ဘူးလို့ခံစားနေရတာဖြစ်ပိုင်ဒီချိန်မှာအနီးနားမှာအကိုထွန်းကိုရှိသေးကြနာဖြစ်ပိုင်ဒါပေမဲ့လည်းအကိုထွန်းကတော့နားမလဲပဲသွားကြင်ရီသွားနေရဖြစ်ပိုင်လူအများကတော့ဘိုးကြဖြူခင်ကိုကြည့်က ဝင်များတဲ့သူကိုယူထားလဲခုလိုအခြေအနေဆိုရင်သူတို့အင်တာရီကအားကျစရာမကောင်းဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့ရောအခု